ONPH ရဲ့အကောင်းဆုံးအချိန် prime time တစ်ခုမှာအရေးပါဆုံးသော ကစားသမားတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့သူပြိုင်ပွဲတွေကစားခွင့်ရဖို့အတွက်ခက်ခက်ခဲခဲစ조사ခဲ့ရကစလို့အရန်ခုန်တန်းတွေကတစ်ဆင့်ကမ္ဘာချန်ပီယံဝေါ်ချန်ပီယံစုကိုရယူနိုင်တဲ့အထိအောင်မြင်မှုတွေရရှိခဲ့တဲ့သူ ONPH မှာအပြတ်လတ်ဆုံးနဲ့ဆက်ရထက်တန်မှုအရှိဆုံးကစားသမားလို့သတ်မှတ်ခြင်းခံထားရတဲ့သူဟုတ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခေစီပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ ပြည့်တက်တွေနဲ့ယင်းနီပီတာပလေယာဖြစ်တဲ့ Onyx PH ရဲ့ experience လိန်နာခက်အကြောင်းကိုနည်းနည်းလေးပြောပြမယ်ခက်ရဲ့နာမည်အရင်းကတော့ James Kirk Socrates Waterris ပဲဖြစ်ပါတယ် အဲအတန်ထွက်ကတော့နည်းနည်းလေးလွဲကျင်လွဲမယ်ကျွန်တော်ကတော့တောက်လျှောက်ခါခလိုပဲသုံးသွားမယ်သူ့ကိုက မေလ12ရက်နေ့မှာဝေးဖွားခဲ့တာဖြစ်ပြီးတော့ဒီလက်ရှိအတက်ကတော့16နှစ်ကျော်ပြီလို့လဲသိရတယ်ခါခရဲ့ professional player life မစတင်ခင်လှုပ်ရှားမှုတွေကကြတော့2022ခုနှစ်မှာစီမီပရိုနဲ့လိုကယ်တောင်းနမန့်တွေလို့ပြောလို့ရတဲ့ The Juicy Legend တို့ MLBB Super Mole တို့ Razor Invitation တို့စသဖြင့်အဲ့လိုမျိုး မီနီတောင်းနမတ်အသေးလေးတွေစပြီးတော့ဝင်ရောက်ရှင်ပြန်ခဲ့တယ်။အဲ့ဒီနောက်မှာခတ်အနေနဲ့ IG Philippines ကို substitute player အရန်ကစားသမားအဖြစ်ရောက်ရှိသွားပြီးတော့ MPPH season 11မှာပါဝင်ခွင့်ရခဲ့တယ်။ဒါကသူ့ရဲ့ပထမဆုံးသော MPA မှာပါဝင်ခွင့်ရခဲ့တာပေါ့လေ။ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့ခတ်အနေနဲ့ IG Philippines မှာပွဲထွက်ခွင့်မရရှိခဲ့ဘဲနဲ့ ူ့ရဲ့ပထမဆုံးစီစဉ်မှာအရန်ခုံမှာပဲထိုင်နေခဲ့ရတယ်။အဓိကကလည်းအဲ့ချိန်မှာ RSG မှာကသူတို့ရဲ့ EXP လိန်နာ NAS ကသူ့ရဲ့ prime time တခုဖြစ်နေတာလည်းပါတယ်။အဲ့တော့ကျွန်တော်မှတ်မိတယ်။ NAS ကတော်တော်လေးကိုကောင်းတာ။အဲ့ဒီတုန်းက RSG ဖိလစ်ပိန်ရဲ့ပလေယာ9ယောက်က prime time ဖြစ်ပြီးတော့အလုတ်များနေတဲ့အချိန်မှာခါတယောက်ကသူတို့စီကနေပြီးတော့တင်ယူဖို့ကိုပဲအာယုံဆိုင်ခဲ့တယ်။သူ့အနေနဲ့ဂီယူတဆိုင်နှုတ်တွေထုတ်တယ် game play တွေကိုသူ့အနေနဲ့ပြန်ပြီးတော့ analysis ပြန်လုပ်တယ်ပြီးရင် game ကစားခင်မှာသူ့အသင်းဖော်တွေဘယ်လိုမျိုးပြင်ဆင်မှုတွေလုပ်လဲစသဖြင့်ဒါတွေကိုတခြား like ကြည့် like မှတ်ပြီးတော့လေ့လာခဲ့တယ်အဲ့ဒီလိုမျိုးခကစ조사ပြီးတော့လှုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့လည်းစိတ်မကောင်းစွာနဲ့သူ့အနေနဲ့ကတော့ပွဲထွက်ခွင့်လုံးဝမရခဲ့ဘူးအဲ့ဒီလိုနဲ့အရန်ခုံမှာပဲထိုင်နေရတဲ့ခတယောက်က MPPH စီစဉ်သွဲမှာအသင်းကနေထွက်ပြီးတော့သူ့ကိုယ်သူပြန်လည်ရှာဖွေဖို့အတွက် ိမ်ပြန်ဖို့ပဲဆုံးဖြတ်လိုက်တဲ့ခအနေနဲ့ကအိမ်မှာပဲနေပြီးတော့ professional player တွေနဲ့အတူ run တွေဆော့တယ် run တွေ push တယ်အဲ့လိုနင်းနေပဲ MPPH season 12ကို ဖြတ်တန်းခဲ့တယ်အထူးသဖြင့်ယာဝီနဲ့အတူတူ run ကစားရင်းနဲ့သူ့ရဲ့ခံပတ်တွေအတွက်အစွမ်းကုန်စ조사ပြင်ဆင်ခဲ့တယ်အဲ့ဒီလိုမျိုး သူ့ရဲ့조사မှုတွေကြောင့်ပဲမီနာနာ evo ဆိုတဲ့အသင်းကခကိုတတိထားမိပြီးတော့ MPPH season 13မှာအသင်းအတွက်ခေါ်ယူလိုက်တယ် မီနာနာ Evos နဲ့အတူအဲ့ဒီလိုနဲ့ခါတယောက်ကပြန်လည်ပြီးတော့ MPPH ကိုရောက်ရှိလာခဲ့ပြီးတော့အဲ့ဒီအသင်းကို Playoff Stage ကိုဝင်ခွင့်ရအောင်အထိပါဆွမ်းဆောင်နိုင်ခဲ့တယ်။ကျွန်တော်မှတ်မိသေးတယ်။ခါကအဲ့ဒီမီနာနာဘာတော့ကတော်တော်လေးကိုကောင်းတဲ့ ESP လိန်နာလို့ပြောလို့ရတယ်။အဲ့ဒီနောက်မှာအသင်းကအဆင်ပြေမဲ့ကြံရုံရှိသေးတယ်။မီနာနာ Evos ကဖြတ်သိမ်းခံလိုက်ရတယ်။ဒီလိုနဲ့ခါအနေနဲ့မီနာနာ Evos ဖြတ်သိမ်းသွားတဲ့အချိန်မှာ အတင်းပြောင်းလဲဖို့အတွက်ထပ်မံပြီးတော့လှုပ်ဆောင်ရတယ်။ဒါဟာခဘွားအတွက်သူ့ရဲ့အအောင်မြင်ဆုံးအချိန်ကာလအပိုင်းခြားတွေကို ပိုင်ဆိုင်လာဖို့အတွက် အကြောင်းဖန်လာတယ်လို့ပဲဆိုရမယ်။အဲ့ဒီလိုနဲ့ခေရာခင်းကောင်တို့ရဲ့အားပေးတိုက်တွန်းမှုကြောင့်ပဲ Onyx BH ဟာခကိုအတင်းစီကိုအလျင်အမြန်ပဲခေါ်ယူလိုက်တယ်။ Bruce ကို Super Friends ကင်းကောင်ခေရာစသဖြင့်ဒီကစားသမားတွေနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ခအနေနဲ့ Onyx PH နဲ့အတူ MPPH Season 14မှာခါတယောက်ကရှုံးပွဲ တပွဲတည်းသာရင်ဆိုင်ရပြီးတော့ပထမဆုံးသော သူ့ဘဝရဲ့ MPA Trophy ကိုကိုင်ဆောင်ခွင့်ရခဲ့တယ်။ MPPH Trophy ကိုကိုင်မြောက်ခွင့်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ခါပါဝင်တဲ့ Fnatic Onyx ကလည်း M6 World Champion ကဘာ Champion ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်။ဖိလစ်ပိုင်ကိုစားပြုအနေနဲ့ M6 မှာ ONBH ဟာအသင်းတိုင်းကိုအနိုင်ယူကာရှုံးပွဲမရှိစံချိန်နေတဲ့အတူ M Series Trophy ကြီးကို ထိုက်ထိုက်တန်တန်ထပ်မံပြီးတော့စုခူးခဲ့တယ်။ M Set World Championship ပြိုင်ပွဲကြီးမှာ ONBH ရဲ့ Prime တိုင်းနဲ့အတူခါတယောက်နေနဲ့ရှုံးပွဲမရှိတဲ့စံချိန်တွေတူမတူတဲ့ EXP Performance တွေ Experience Lane Playstyle တွေစသဖြင့်အကောင်းဆုံးချပြနိုင်ခဲ့ပြီးတော့သူ့ဘော်ကိုတစ်ချိန်ကတန်တရာဝင်ခဲ့ကြတဲ့သူတွေရဲ့အသွေးတွေ ဝေဖန်တန်တွေအကုန်လုံးကိုအဝေးကိုလွှင့်စင်စီခဲ့တယ်။ဒါလေးကတော့ Onyx PH ရဲ့လက်ရှိ experience လိမ့်တာခရဲ့ player story လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့2022 2023ကာလအပိုင်းခြားတွေမှာတစ်ချိန်ကအရန်ခုန်ထိုင်ခဲ့ရတဲ့ခြာသိပ်လေးတယောက်အနေနဲ့က2024ရောက်လာတဲ့အခါမှာ World Champion ကမ္ဘာ Champion ဖြစ်လာမယ်လို့သူကထင်ပါတော့ခရဲ့ player story ကနေပြီးတော့ကျွန်တော်သိလိုက်ရတာက ပဝင်းချင်းကသူ့ဘာသာသူနေရပေးပေးမပေးပေးရွာပြင်မဲထုတ်ထုတ်အယံခုံမဲပို့ပို့ဒါသူ့ကိစ္စကိုနဲ့မဆိုင်ဘူးကိုလောက်ရမှာကကိုကိုကိုစူးစမ်းနေရမယ်ဒေးပိုင်းဒေး improvement ဖြစ်နေရမယ်ကိုကိုကိုအာယုံဆိုင်နေရမယ်အမြဲတမ်းယုံကြည်မှုရှိနေရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ ထိုက်တန်တဲ့နေရာတစ်ခုဆိုတာအချိန်တစ်ခုကြာလို့ရှိရင်ရောက်လာမှာပဲစတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့သူတယောက်ချင်းစီတိုင်းကို ကျေးဇူးများ යි တမရီဘရတာတို့အနေနဲ့လည်းခါအပေါ်အမြင်လေးတွေဘာရီသင်ကန်းစာရကြလဲဆိုတာကိုကျွန်တော်ကိုကွန်မန့်မှာရေးခဲ့ကြလို့လည်းရပါတယ်ဆိုတော့ကျေးဇူးများ යි တမရီနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ